တော်နိုင်ကုန်နိုင်မယ်နိုင်လဲနိုင်ပြီเนาะဘာကြောင့်နိုင်တယ်လဲအဲ့ထက်မှပြောသွားသလိုပဲသူတို့ကမှားတဲ့လမ်းကိုလျှောက်တာကျွန်တော်တို့ကအမှန်တရားပဲကိုသွားတာသူတို့ကမရှိတဲ့လမ်းကိုလျှောက်တာเนาะဒါကြောင့်မလို့လမ်းကတဖြည်းဖြည်းပိတ်သွားမှာပဲเนาะငကုလုံးကလည်းဟလာငါတို့ကစစ်အာဏာသိမ်းတဲ့ကွာလီးပဲကွာဆိုပြဿနာမရှိဘူးเนาะငါတို့ကဒီမိုကရေစီပါကွာငါတို့က2008ဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့ဟိုလေးစားပါတယ်လိုက်နာပါတယ်ပြောပြီးတော့မှာ ဒီဥပဒေကိုတို့ကိုယ်တိုင်ချုပ်ခောက်လိုက်တာเนาะဒါကြောင့်မလို့တို့ရှုံးမှာ ကျွန်တော်တို့နိုင်မှာဒီတို့ရဲ့အာဏာသိမှုကအောင်မြင်မှာမဟုတ်ဘူးလို့အစရေကကျွန်တော်တုံ့သက်တာဖြစ်တယ်เนาะအဲ့တော့ငကူတွေအလားတိုင်းနိုင်ငံတော်ကနေကျွန်တော် YouTube channel မှာတက်ကြလာပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တက်နေတယ်အတန်းတန်းတန်းကောင်းတွေကိုတန်းဆက်ပေးနေတာပေါ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပြီးလိုက်ကြည့်ကြပါဦးပြန်လည်းမြန်မာနေတဲ့ဟောင်းတွေကိုလည်းတက်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ တဲ့အတိုင်းလဲဒါလည်းခဏခဏပြောပြပါပြီဒီ2000နဲ့ဒီ20ရွေးကောက်ပွဲအဲမလုတ်ခင်အရင်နေ့လားမသိဘူးเนาะအဲ့ဒါကျွန်တော်ပြောပြသားဦးမင်းအွန်လိုင်းအာနာသိမလားလာမေးတော့အာနာသိရင်သိလိမ့်မယ်သိခဲ့ရင်ဒီလူရဲ့အကြီးချင်းကအာနာသိတဲ့လုပ်ငန်းစဉ်တခုကိုเนาะတတ်တတ်ခတ်ခတ်ပြီးပြီးပြင်းပြင်းနဲ့အောင်မြင်အောင်အာနာသိနိုင်တဲ့အကြီးချင်းမရှိဘူးလို့ကျွန်တော်တခါတည်းပြောပြသားเนาะအဲ့တော့ဒီစစ်တပ်ကိုကျွန်တော်2018မှာတည်းကသုံးသပ်ထားပြီးသားဖြစ်တယ် ဒီစစ်တပ်ပြတ်တော့မယ်မကြတော့ဘူးဆိုတာ2018မှာเนาะကျွန်တော်စစ်တပ်နဲ့အနိကဆက်ဆံမှုတွေเนาะကြုံတွေ့တဲ့အခါမှာကျွန်တော်တုံးတက်ပြီးသွားပြီတကယ်ချင်းဘုံမှုတယောက်ကကိုလေးမွေးရတယ်ကျွန်တော်ပါတီထောင်းရင်ကောင်းအော်ဆိုတော့ပါအမက်လောင်းဝင်ပြိုင်ရင်ကောင်းမလားကျွန်တော်တိုင်မင်တယ်ခင်ဗျာမပြိုင်တယ်ခင်ဗျာအခုချိန်လောက်မှာကเนาะခင်ဗျာပါလေလက်နဲ့ကင်ဖွဲ့စည်းလောက်မှာလို့သိလားအဲ့တော့ အဗမတ်တက်မတော်နော်ဒီပြောစစ်မှန်တော့ဗမတ်တက်မတော်ပြန်လဲပေါ်ပေါ်ကြီးတက်မတော်ဆိုပြီးခင်ဗျာအဲ့ဒါဟိုကလောက်ရမှာတော့ခုပြီးခင်ဗျာလက်နဲ့ကြိုက်အဖွဲစီလောက်ရမှာလို့ကျွန်တော်တကယ်ချင်းပုံမှုတရားကိုအဲ့လိုပြောဘူးတယ်အဲ့တော့ဒီနေ့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ငံနိုင်မှာဖြစ်တယ်နိုင်လဲနိုင်နေပြီဖြစ်တယ်နော်ဒီအဆင့်ကိုရောက်သွားပြီအဲ၃နှစ်ကျော်၄နှစ်ထဲကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့နော်တော်လိုက်ခီးစဉ်ကအဲတော်တော်ကြီးပေါက်သွားပြီနော်ဒီမန်းချက်ကိုရောက်ခံနေအထိ ဖြစ်သွားပြီအဲ့တော့ဒါကဘာလို့ဆိုရင်ဒီတက်ကပြက်ကူပြက်မဲ့တက်ဖြစ်နေတာနော်တက်ကတက်ကပြက်ကူပြက်တက်ကပြက်နေတာဒေါ်လာရေးမဖြစ်လဲတက်ကပြက်နေတာအဲ့လိုအတိုင်းတာရှိတယ်ဒါကတော့ဘာသူမဆိုကိုယ့်အလုပ်ကိုမလုပ်ရင်နော်ပြက်မှာပဲเจ้าเสียเจ้าเสียလုံမလို့ရေเจ้าเสียမဖြစ်တော့ဘုန်းကြီးอ่ะဘုန်းကြီးလုံမလို့ရေဘုန်းကြီးမဖြစ်တော့ယောက်ျားလေယောက်ျားအလုံမလို့ရေယောက်ျားမဖြစ်ဘူးယောက်ျားဖြစ်ပြီးတနခါလိမ့်နေတယ် အလှပတွေပြင်းနေတယ်နှဲ့နှောင်းလို့အယောက်ျားပုတ်တော့မိမစိတ်ဝင်သွားဟုတ်ပြီနော်ယောက်ျားဆိုတော့ပေါ်ကြောင်ရတယ်မိမတွေကြည့်ရတယ်တတ်ဒီရှိရှိနဲ့ဘာမစိုးရှိရနေဥဆောင်ရတယ်အဲ့ဒါမှယောက်ျားဟုတ်လားယောက်ျားဖြစ်ပြီးတနက်ခါလေးနေမဲ့ပန်းပန်းနှဲ့လို့အယောက်ျားမှုတော့မိမစိတ်ဝင်သွားပြီဘာလို့စစ်တပ်ပြည့်တယ်လဲရစစ်တပ်ကစစ်စစ်တပ်အလုပ်ကိုမလုပ်တော့လို့စစ်သားစစ်သားစိတ်မရှိတော့လို့ဒီစစ်တပ်ပြည့်တာနော်အဲ့တတိထားတော့ လူတိုင်းကကိုယ့်အလုပ်ကိုလုပ်နော်ကိုယ့်အလုပ်ကိုလုပ်ကိုယ့်အလုပ်နဲ့ထိုက်တန်တဲ့ကိုယ့်ရဲ့ properties ပေါ့ဗျာကိုယ့်ရဲ့ဥစ္စာနဲ့ကိုက်ညီအောင်နော်နေတနေဖို့ထိုင်ဖို့လိုတယ်နော်ယောက်ျားယောက်ျားအလုပ်ကိုလုပ်မိန်းမဟာမိန်းမအလုပ်ကိုလုပ်နော်ကြီးစရာပြောရမို့တီးပြောရနော်ယောက်ျားမယ်ဘာလို့လဲဖုန်ကြောင်ရတယ်မိန်းမတို့ရင်ငန်းတယ်ကြိုက်တာလုံးကြိုက်တဲ့ဘဝကမှန်တယ် မိမတွေ့ဒီတိုင်းပဲမိမမိမဆိုတာကြမိမဆိုတာလှကျင်တယ်အလှပါပြင်မယ်မိမဆိုတာကြွားကျင်တယ်ဟုတ်ပြီနော်ဘုကောင်းစားလာလေးဝတ်မယ်စင်နဂတ်တွေပန်းမယ်ကြွားမယ်ငါယောက်ျားဘလို့ငါဆွေမျိုးဘလို့ငါသားသမီးရဂွန်ဒုဘလောက်ကလည်းကြွားဒါမိမရဲ့သဘောပါအဲ့ဒါကြီးကြောက်သွားပြီဟာငါတို့ကနာယောက်ျားနေရင်မောင်တန်းမယ်ဘယ်သူမှဂီယုမဆိုင်အောင်ယောက်ျားယူဖို့ဘာလဲအဲ့ဒါယောက်ျားစိတ်ပေါက်ပါအဲ့တော့သူတို့အပြိုကြီးဖြစ်ကုန်တာဟုတ်ပြီနော်စစ်တပ်ကဘာလို့ဖြစ်တာလဲဆိုတော့လူကသူ့တဘာမဟုတ်တော့ နော်သူ့တဘာဝမဟုတ်တော့စစ်တပ်ကစစ်သားစိတ်မရှိတော့စစ်တပ်ကဖွဲ့စားစိတ်ဖြစ်တော့စစ်တပ်ပြက်တာဒါပဲမိဘကလည်းမိဘစိတ်ရှိရတယ်ចောင်းဆရာចောင်းဆရာစိတ်ရှိရတယ်ဘုန်းကြီးကဘုန်းကြီးစိတ်ရှိရတယ်အဲ့လိုမရှိတော့ဆိုတော့အပြက်ပြီဟုတ်ပါနော်အဲဒါလေးကတော့အစ်စ်အစ်စ်နော်ဒါတဘာဝဟာတဘာဝပဲတဘာဝဟာတဘာဝအတိုင်းရှိကိုရှိရမယ်เนาะခလေးရတယ်ကြဲမယ်ခလေးဆိုတာခလေးလို့ဖြစ်ရမှာ ကလေးကလူကြီးဆန်သွားအဲ့ကလေးချစ်ဖို့မကောင်းဘူးလူကြီးကလည်းလူကြီးလိုဖြစ်ရမယ်လူကြီးကကလေးဆန်ရလည်းပဲဘာမှအကူလို့မရတုံးစားလို့မရဟုတ်ပြီနော်ဒါကြောင့်ပြက်တာစစ်တပ်ကစစ်တပ်နဲ့မတူတော့လို့စစ်တပ်အလုပ်ကိုမလုပ်လို့စစ်သားကစစ်သားအလုပ်ကိုမလုပ်လို့စစ်သားစိတ်မရှိတော့ဒီတပ်ကပြက်တာဖြစ်တယ်အစိုးရလှုပ်ချင်ရင်လည်းအစိုးရနဲ့တူအောင်လုပ်ရတယ်ဟုတ်တယ်နော်ဝန်ကြီးလှုပ်ချင်ရင်ဝန်ကြီးနဲ့တူအောင်လုပ်ရတယ်ဝန်ကြီးလို့တွေးပြီးဝန်ကြီးလို့လုပ်ရတယ် ဝင်ကြီးလို့ပြီးတော့အယက်သားတို့တွေးလို့ရှင်အယက်သားပဲဘယ်တော့မှတသက်လုံးဝင်ကြီးမဖြစ်ဘူးဟုတ်နော်ဒါလေးကိုပြောချင်တာအဲ့တော့ကျွန်တော်ကတော့ထွေတူးမဟုတ်ဘူးလက်ရှိကျွန်တော်တို့ကတည့်ရတိုင်းပဲစစ်တပ်ကပြိုသွားပြီနော်ပြိုတယ်ဆိုတာဗာလဲအချိန်ယူရတာပဲကြာတာအချိန်ကြာရမ်းမြန်အခုဘလို့မြန်နေပြီလဲကြည့်လိုက်ဟုတ်နော်တယောက်ပြေးနှစ်ယောက်ပြေးတယောက်ပြေးနှစ်ယောက်ပြေးတယောက်လက်နဲ့ချနှစ်ယောက်လက်နဲ့ချအပြင်တစ်ဖွဲ့လုံးလက်နဲ့ချတဲ့အဆင့်ကိုရောက်သွားပြီ ဒီနေ့ကကျွန်တော်မြို့သိမ်းနဲ့အဆင့်ရောက်တဲ့ခါမှာကျွန်တော်တို့ဒီလက်နက်ကင်တော်လန်ရေးရနံပါတ်8အဆင့်ရောက်သွားပြီနံပါတ်7ပြန်မှာတော်လန်ရေးပြီးသွားပြီเนาะအခုကျွန်တော်ကနံပါတ်8အဆင့်ရောက်သွားပြီတာမာတွေတိုင်းတွေကိုသိမ်းနဲ့အဆင့်ရောက်သွားပြီเนาะကျွန်တော်နောက်ထပ်ကျန်တာ9 10 7 30ဆိုကျွန်တော်တော်လန်ပြီးသွားပြီဟုတ်ပြီဒါကြောင့်ဒီတော်လန်ရေးရအချိန်တစ်ခုကိုရောက်သွားပြီเนาะနှီးကုန်းချုပ်ကိုရောက်လာပြီနောက်ညနေကျွန်တော်စပို့တစ်ခုတင်လိုက်သေးတယ် တိုက်တော့မယ်ဟေးဆိုတာနဲ့ပြေးဖို့ပြေးနေပြီဆိုရင်အဲ့ဒါကျွန်တော်စီမီဖိုင်တီတက်ပြီအခုတော့မှမေမျိုးကိုတိုက်တော့မယ်ဆိုလို့သူတို့ပြေးနေပြီရွှေ့နေပြီဆိုပဲနော်အဲ့တော့တိုက်တော့မယ်ဟေးဟိုနော်ဒီကနာ PDF တွေလာပြီဟေးဆိုတာနဲ့ပြေးဖို့ပြေးနေပြီဆိုရင်အဲ့ဒါစီမီဖိုင်တီတက်ပြီလို့မှတ်တာလေနော်အဲ့တော့တက်ကပြောတော့မယ်ထပ်ပြောမယ်ကိုမင်းအောင်လည်းကအသေးတော့ဖြစ်တယ်သူတေးမှသူတက်ခါမှာမကြတော့ဒါကိုလေကျွန်တော်ပြီးခဲ့2021တက်က ဖေဖော်ဝါရီလတုန်းကဗီဒီယိုကျွန်တော်ပြန်ကြည့်ရတယ်အဲ့မှာကျွန်တော်ပြောပြီးသားအဲ့မှာလည်းကျွန်တော်ပြောပြီးသားနင်းအောင်လည်းအသေးပြတ်ဆိုကျွန်တော်အဲ့2021ဖေဖော်ဝါရီလလည်းပြောပြီးသားဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ तू က2008ဖွဲ့စည်းပုံအခြေခံဥပဒေကို तू ချိုးဖောက်တယ်ဖြစ်တယ်နော်သူ့ကာကွယ်ဘာမှမရှိဘူးဒါကြောင့်မို့ तू က तू ကအဆုံးထိသွားရမယ်လို့ဖြစ်တယ် ်သူအဆုံးအထိသွားမှာဖြစ်တဲ့အတွက်ကြောင့် तू ကတင်းတင်းပဲအသက်ခံခံပဲကျူးပြီးခံခံပဲဒီစင်ပဲနော်ဒါကြောင့်မလို့ကျွန်တော်ပြီးခဲ့တဲ့၃နှစ်ကြော်ကလေးကကျွန်တော်ပြောပြီးသား तू ဘက်ကရှော့မှာမဟုတ်ဘူး तू အဆုံးအထိသွားမှာရမှာ तू ကနောက်ဆုံးအချိန်အထိတနတ်တွေပြည့်သွားမှာကျွန်တော်ပြောတာပြီးခဲ့တဲ့၃နှစ်ကြော်အခုနောက်ဆုံးအချိန်အထိလေရင်နဲ့ပုံချဲနေလို့ရှိသေးတယ်ဟုတ်နော် तू ရှော့လို့မရဘူးအဲ့လိုရှိတယ် ဲ့ဒီခါကျတော့သူဒီလုံးဝအသေးလွတ်ဖြစ်တယ်မကြခင်မှာသူအတက်ခံရတော့ပါဒါကျွန်တော်ခဏခဏပြောနေတာနော်အဲ့တော့ဒီတက်ကပြိုသွားပြီနော်အခုရမခကြသွားပြီကြသွားပြီဒီအချိန်မှာသူတို့ရဲ့စိတ်သက်ကြဆင်းမှုတွေကအများကြီးရှိတယ်ဒီနေ့ဘိုးကြီးစီရောတင်းတုံးတက်ထားရဆိုတော့ဆိုလို့ရှိရင်စစ်ကူလိုက်တဲ့ဗိုလ်မှူးချုပ်ကကိုကူအဆုံးရှင်တာကိုနောက်ကြည့်ထိရဖြစ်နိုင်တယ်ဆိုတာတကယ်သိကြတယ်ကိုကူအဆုံးတည်ရင်တင်ုံပြစ်မယ်တဲ့နော် ရင်ဘက်ကိုတနတ်မှန်နေဆိုတာနောက်ကြည့်ပေါက်တာဖြစ်မယ်တဲ့နော်အဲဘိုးကြီးရှင်ကိုတုံးတက်တာတိတ်တဘာဝကြအဲ့တော့လက်ရှိစစ်တပ်ရဲ့နေထားသည်ခေါင်းဆောင်နေသည်နောက်ကြည့်စမှန်နေပြီလို့တွေ့လို့ရတယ်နော်မကြခင်မှာတက်မှုတွေကအမိန်ပြလို့မရဘူးသူတို့တပည့်တွေကပြန်ပြစ်တတ်တဲ့ကိစ္စကိုခံရဘယ်သူမှအမိန်ရဲမပြီးတော့အနေထားကိုရောက်သွားတော့မယ်ရောက်နေပြီတက်ကပြိုနေပြီနော်ပြောရကြဘာမှမကြောက်အခုတိတ်မကြောက်အခုဒီနေ့တရင်တွေဖတ်ရတဲ့အကုန်လုံးကသူတို့မန္တလေးကိုတိုက်ကုန်တိုက်ပါ နိုင်ကိုနိုင်ပါမင်းမျိုးကမတိုက်ဖဲနဲ့တောင်မှရရသွားမှာအဲ့လိုအနိုင်တိုင်းရှိတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်အရှင်ရအရင်ကြည့်တယ်နော်ကျွန်တော်တို့ပြည်သူလူထုရဲ့အင်အားကိုသူတို့မခံနိုင်ဘူးမခံနိုင်ဘူးကျွန်တော်တို့ရဲ့အတိုင်းဝန်ပြောမှဆိုရင်ကျွန်တော်ပြောမှုတဲ့အင်အားသုံးခုရှိတယ်ပညာအင်အားရဲ့ငွေကြေးအင်အားရဲ့အတိုင်းဝန်အင်အားရဲ့သုံးခုရှိတယ် နော်အဲ့သုံးခုရှိတဲ့တမှာအတိုင်းဝိုင်းအင်အားဆိုတာအကြီးဆုံးဖြစ်တယ်နော်အဲ့တော့ပညာတတ်တဲ့လူနဲ့ပတ်စံရှိတဲ့လူနဲ့တိုက်လို့ရှိရင်ပညာတတ်တဲ့လူရှုံးတယ်ပတ်စံရှိတဲ့လူကနိုင်တယ်ဟုတ်ပြီနော်ဘာလို့ပညာဆိုတာပတ်စံဆရာဖို့စာသင်တော့မရှိသေးတာဒါပေမဲ့ပညာတတ်တဲ့လူနဲ့ပတ်စံရှိတဲ့ချက်မှာအတိုင်းဝိုင်းရှိတဲ့လူအတိုင်းဝိုင်းရှိရင်အတိုင်းဝိုင်းရှိလို့နိုင်တယ် ီလိုကပညာတတ်တယ်ပဲဆိုတာတော့မရှိဘူးဒါပေမဲ့သူ့ကိုချစ်သူကိုသူပေါ်တယ်အတိုင်းဝိုင်းကြီးရဲ့ဆိုလို့ရှိရင် तू နိုင်တယ်ဟုတ်နော်ကျဲတဲ့လောက်ပတ်စံချမ်းသာသူ့မှာအတိုင်းဝိုင်းမရှိရင် तू ရှုံးတယ်နောက်ဆုံးကအတိုင်းဝိုင်းမဖြစ်တယ်သူ့ကိုချစ်ခင်တဲ့သူ့ကိုဝန်းရံတဲ့အတိုင်းဝိုင်းကိုပိုင်ဆိုင်ထားတဲ့ဒူဒီနော်အင်းအားအင်းအားအကြီးဆုံးဖြစ်တယ်ဒီနေ့ကဘာလဲဆိုရင်တော်လိုင်းကိုချစ်တယ်အမှန်တရားကိုချစ်တယ်ဒီမိုကရေစီကိုချစ်တယ်ဒီဒီတနိုင်ငံလုံးကဒီအတိုင်းဝိုင်းအမေစုကိုချစ်တယ်ဟုတ်နော် ဲ့ဒီအတိုင်းဝိုင်းကြီးတစ်ခုလုံးကဒီတော်လှန်ရေးဘက်မှာရက်တည်နေတဲ့အတွက်ကြောင့်အတိုင်းဝိုင်းအင်အားကိုလက်နဲ့နဲ့ရောငွေကြေးနဲ့ရောခံချလို့မရဘူး။ဘယ်တိုက်ပွဲမဆိုလူ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 မထောက်ခံရှုံးနေဆိုတာကအတိုင်းဝိုင်းအင်အားကိုပြောတာ။နော်လူလူဆိုတာအတိုင်းဝိုင်းပဲ။အဲ့တော့ဒီနေ့ကြည့်လိုက်တော်လှန်ရေးတက်ဖွဲ့ကိုကြည့်လိုက်လူရီကငယ်တယ် တကြွရဲလမ်းစမ်းတယ်အာအင်ရှိတယ်နော်ကြည့်လိုက်လို့ချင်းတော်လိုင်းအတက်ဖွဲ့တွေအင်အားတွေအကုန်လုံးကြည့်လိုက်လို့ဆိုလို့ရှိရင်ဓာတ်ပုံတွေတချင်းစိုးနေရာတွေတိုက်ပွဲတိုက်နေတာတွေအာတကယ်အားရှိစရာပဲနော်ဒီစိတ်ဓာတ်နဲ့ဒီအင်အားအရင်အားရှိဒါကွာကွာဒီနမိတ်ကွာကွာကွာနေပြီနော်အဲ့တော့ကျွန်တော်ဒါကြောင့်ကျွန်တော်တို့ကအောင်မြင်မှုရဖြစ်တယ်အဲ့နောက်တစ်ခုကလူတွေအရင်စိုးရင်ကြတချို့ကလည်းအရင်ပေါ့ဗျာဒီလူတွေကိုမင်းကဖျံပြင်းရှုပ်ပြောနေအများကြီးရှိတယ် စိတ်ချဘယ်ပြပနိုင်ငံမှာဗမာပြည်ရဲ့အရေးကိုဝင်ပြီးရဆွတ်ဖက်လို့မရဘူးဗမာတွေပေါ်ပဲမူတည်တယ်နော်ကိုတိုင်ရင်သားတွေစီစီလုံးလုံးညီလို့နဲ့တက်ကြလို့ကြောက်စိတ်ရှိရင်တော့ကြောက်အောင်ပါပဲတရုတ်ကြောက်တဲ့ယောဂါရှိရင်ကြောက်နေမှာပဲအကြောက်ကြောက်တတ်တဲ့လူကကြောက်တာပဲဘာတရုတ်မှာကြောက်စရာမလိုဖားစရာလည်းမလိုမုန်းစရာလည်းမလိုကိုလိုကိုလိုကိုအရေးကြီးတယ်ကိုလိုကိုလုံနေလို့ရှိရင်တရုတ်ကျွန်တော်တို့ထွက်ဝင်လို့လည်းမရဘူးဝင်လို့မရဘူး တီးဟိုတွေကလည်းအမြဲတမ်းတီးဟိုတီးဟိုခွေးမဟုတ်ဘူးလူတွေကပြောနေကြတယ်မဟုတ်ဘူးသူတို့ကအနေထားရဆက်ဆံနေတာဟုတ်ပြီနော်အကယ်၍သာအီးဟိုတွေကနိုင်အောင်ပွဲတွေရပြီးတော့သူတို့အတွက်ရိတ်ခါရိတ်ခါလမ်းကြောင်းလက်နဲ့လမ်းကြောင်းဒီဘက်ကရရင်အီးဟိုကတီးဟိုကိုစကန်လာလိုက်ပြဘယ်လိုစောင့်ကြည့်လိုက်အဲ့လိုတီးရေးတွေပြောလို့မရဘူးဟုတ်ပြီနော်အားလုံးကကျွန်တော်အဲ့အကြောင်းပြောတာတနည်းကပို့စီးရပြည့်တယ်အတ္တကြီးအတ္တနောနာတော်ဆိုက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 ိုပဲအာကုဖို့ပြောတာ เนาะအဲ့တော့ကျွန်တော်တို့က3နှစ်ကြာကြာ3နှစ်ခွဲကြာတဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ကိုယ့်အတွေ့အကြုံနဲ့ကိုသုံးသပ်ဘယ်တဲ့င်းအမှန်တယ်ဘယ်တဲ့င်းအမှားတယ်ဘယ်သူပြောတာကတဘာဝကြာတယ်ဘယ်သူပြောတာတဘာဝမကြာဘူးဆိုတာကိုယ့်ရဲ့စင်ကျင်တယုံတရားနဲ့3နှစ်ခွဲတာအတွေ့အကြုံနဲ့ဆုံးဖြတ်ပါရှော့မတွက်နဲ့3နှစ်ခွဲဆိုတာ ဘွဲ့တခုယူလို့ရတယ်ဒီပလိုမာက3နှစ်ပဲရှိတာဟုတ်ပြီနော်ဒီပလိုမာဆိုတာ3နှစ်ပဲရှိတာဘက်ချလာက4နှစ်ပဲရှိတာ3နှစ်ခွဲဆိုတာဘွဲ့တခုယူလို့ရတယ်ဒီနေ့နိုင်ငံရေးကိုစိတ်ဝင်စားပြီးတောက်လျှောက်ကြည်နေတဲ့သူတွေကဟုတ်ပြီနော်ဗမာပြည်ရဲ့အကြောင်းဗမာပြည်ကနိုင်ငံရေးသမားတွေရဲ့အကြောင်းဗမာပြည်ကတော်လှန်ရေးခေါင်းဆောင်တွေရဲ့အကြောင်းအကုန်ပြီးပြီနေပြီစိတ်ဝင်စားလို့မလေးနိုင်လည်းမပြောတတ်ဘူး စိတ်ဝင်စားလို့နိုင်ငံရေးကိုပဲစောင့်ကြည့်နေတဲ့လူတွေကတိပိနေပြီအဲ့တော့ကိုယ့်ကိုယ်ကိုရှော့မတွက်နဲ့နော်ကိုယ့်ကိုယ်ရှော့မတွက်ဘသူပြောတာမှမယုံနဲ့နော်ကိုယ့်ရဲ့သုံးနှစ်ခွဲတာအတွေ့အကြုံနဲ့စဉ်းစားဝေဖန်ပြီးတော့ဆုံးဖြတ်ပြီးတော့ရွေးချယ်ရမယ်အဲ့တော့လက်ရှိမြန်မာပြည်ရဲ့ဒေါ်လာကြီးကိုခဏခဏလေးပြောရတယ်ဘယ်သူမှအာမကိုနဲ့ကိုယ့်ကိုယ်ကိုအကူအမဖြစ်တယ် ကျွန်တော်ပြောတယ်ဒါခဏခဏပြောတယ်ဘယ်နိုင်ငံခြားမှာအာမကုနဲ့သူ့မှာအာမကုနဲ့ကိုကိုအာကိုရမယ်ဆိုတာကျွန်တော်ခဏခဏပြောတယ်နောက်တစ်ခုကကြီးကျယ်တဲ့ကိစ္စခဏလေးနဲ့ဘယ်တော့မှမပြီးဘူးအနည်း90ခိုင်ခန့်လာတဲ့ဒီစစ်တပ်ကြီးကိုပြိုကျအောင်တိုက်ဖို့ဒီအာဏာရှင်စနစ်ဆိုးကိုဖယ်ချဖို့ဖယ်ရှားပစ်ဖို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖယ်ပစ်ဖို့ဖက်ဒရယ်နိုင်ငံတိစောက်တဲ့အင်မတန်ကြီးကျယ်တဲ့လုပ်ငန်းကြီးကို လွယ်လွယ်လေးနဲ့မပြီးဘူးတကယ်အားဆက်ရတယ်နော်တကယ်အချိန်ပေးရတကယ်ပြတ်သားရတယ်ဒါမှသာနိုင်မှာဖြစ်တယ်နောက်တစ်ခုကဒီတော်လန်ရင်းမျိုးကဘာမှမပေါ်သေးဘူးခုံယူကြမပေါ်သေးဘူးနော်အဲ့တော့ကျွန်တော်တို့ကဒါကြောင့်ကျွန်တော်တို့ကဒီနေ့ ပြည်သူတွေနဲ့တန်တဲ့ပြည်သူတွေရဲ့ကြိုးစားမှုကဒီနေ့အရာထင်လာတာဖြစ်တယ်။နော်လူတိုင်းလူတိုင်းနော်လူတိုင်းလူတိုင်းဒီကျမှပါဝင်တာတကယ်အတိကဒီတော်လန်ရင်းမှာကျေးဇူးရှိဆုံးအစီအရင်ဖြစ်တယ်။နော်တကယ်ကျေးဇူးရှိဆုံးအစီအရင်ဖြစ်တယ်။ဒီနေ့ဒီအစီအရင်ကရော့သွားတာနည်းနည်းပဲရှိရအောင်နော် ဒီနေ့အထိငတ်နေတာပြက်တော့စီရီယံလုတ်တဲ့လူဆိုတာအမှန်တရားမြန်တိုးတဲ့လူတွေလက်စားတဲ့လူတွေမဟုတ်ဘူးစုမိသားဆောင်မိသားဘာမှရှိဘူးဝန်ထမ်းဆိုတာတတိမဟုတ်ဘူးဝန်ထမ်းဆိုတာစုမိသားဆောင်မိသားမြန်မြန်ဆဆမရှိဘူးเนาะလလုတ်လာစားပဲလစားကိုထိုင်ဆောင်ပြီးစားနေကြတာအများစုကအောက်ဆိုင်မရှိတဲ့လူပဲစီရီယံလုတ်တာလက်စားနေတဲ့လူကစီရီယံမလုတ်ဘူးဟုတ်ပြီနော်အဲ့တော့ယုံကြည်ချက်တစ်ခုတည်းနဲ့အမေစုကိုချစ်တဲ့စိတ် အမှန်တရားကိုချစ်တဲ့စိတ်เนาะခုနအေးမပါတဲ့လူတွေကိုအောက်ကျနေရတဲ့အလုပ်တွေမလုပ်ချင်တော့လို့စီတီရလုပ်ကြတာဒီတော်လိုင်းရဲ့အဓိကအရှိဆုံးကပါဝင်လာတာပြက်ပြက်သားသားဝင်လာစီတီရဖြစ်တယ်အဲ့ဂျာရီယာမှာเนาะလူငယ်တွေရဲ့လူငယ်တွေရဲ့ဉာဏ်ပညာဖြစ်တယ်เนาะခု new generation ကနိုင်ငံရေးတော့ဘာမှသိရမှာမဟုတ်ဘူးညာိမ့်မှမသိဘူးဒါပေမဲ့သူတို့ကနှစ်လသုံးလလောက်စောက်ကြည့်လိုက်တဲ့အချိန်မှာ ဒီကောင်တို့တနက်ကြိုက်တက်ရမယ်တိုက်မှာရမယ်ဆိုတာလူငယ်တွေသိတယ်နော်ဒါကြောင့်မို့ကျွန်တော်ကဖေဖေဖော်ဝါရီမှာအနာသိခါတယ်မတ်ဧပြီမေဂျွန်လောက်မှာတော်လိုက်တက်တယ်ပေါ်လာတယ်ဟုတ်တော့ဒီကောင်တွေကိုတနက်နဲ့ပြန်ချမှာရမယ်ဆိုတာလူငယ်တွေရဲ့ဉာဏ်ပညာအမျိုးမျိုးဖြစ်တယ်သူတို့ရဲ့ကြိုးစားမှုရှိတယ်လက်ရှိအောင်မြင်မှုကဟုတ်ပြီနော်အဲ့တော့ ကျွန်တော်တို့ကအခုဒီလမ်းကြောင်းကြီးကိုတည်လာလိုက်တာအခုအောင်မြင်မှုရလာပြီเนาะတော်လည်းကြာเนาะတကယ်ကိုရဲ့ရန်သူကိုကျွန်တော်တို့ကနေပြီးတော့အပေါ်စီးရယူနိုင်သွားပြီရန်သူကိုအကြောက်တရားတွေပြန်ပေးနိုင်သွားပြီအခုဆိုသူတို့လုံးဝကြောက်နေပြီသွေးပြက်နေစစ်တပ်အတိုင်းဝိုင်းတစ်ခုသွေးပြက်နေခရိုနီတွေသွေးပြက်နေနန်းတွေသွေးပြက်နေပြေးစရာမရှိတော့ ဟုတ်ပြီနော်အခုတိတ်မကြခင်မှာအခုမြင်နေရတဲ့အတိုင်းမန္တလေးကိုတို့ဒလအတွက်တိုက်ပါပဲလက်ရှိမြင်နေရတဲ့အတိုင်းလားကျွန်တော်ခက်မှန်းကြည့်တယ်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကနှစ်ပတ်မဟုတ်ကျွန်တော်ဆယ်လောက်ကစပြီးကျွန်တော်မြင်လာတယ်မန္တလေးကိုတကယ်တိုက်တော့မယ်ဆိုတော့ကျွန်တော်မြင်လာတယ်ဟောတိုင်းသားကောင်းဆောင်တွေပြောတဲ့ဇာတ်ကားတွေအကုန်လုံးချုံမသုံးသက်တဲ့အခါမှာတို့တကယ်တိုက်တော့မယ်အစတို့ကမပြေရုံမှုအစီအစဉ်ရှိဘူးတို့ခုလာဆုတ်ဖြတ်ကြပါပြီးခဲ့ဆယ်လောက်ကစပြန်တို့မန္တလေးတိုက်တော့မယ် ဲ့ဒီကနေ့ကျွန်တော်ကစောင့်ကြည့်စောင့်ကြည့်နေအခုရပိုင်တည်းမှာလာရှိုးတိုက်တဲ့နေထားကိုရောက်သွားတဲ့အခါမှာသူတို့ကလုံးဝအချိန်ဆွဲမှာမဟုတ်ဘူးအစစင်းစားအော်တိုဘာလကုံတော့မဝင်မယ်လို့ထင်တာမန်းလေးဘူးနော်အော်တိုဘာလကုံတော့မဟုတ်နိုဝင်ဘာလလဲတော့ကြမှာဝင်မယ်လို့ထင်တာသူကဆက်တက်ကြလိုက်မယ်နွာလာအော်တိုဘာပြည်ပါနဲ့သွားဖို့ဆက်တက်ကြလိုက်မယ်မရမနာတိုက်လိုက်မယ်နော်အဲ့တော့ရမခလာဒီဒီ လာရှုကြသွားတဲ့အပေါ်မှာစစ်တပ်လူကြီးတွေအကုန်လုံးတွေ့ပြက်သွားတယ်။တွေ့ကြောင်ပါပဲ။ဒီနေဟမှာပဲတခါမင်းအောင်လှိုင်ရဲ့အင်မတန်မတကူကောင်းဆန်တဲ့လားဒီလူအသက်ကိုတန်ဖိုးမထားတဲ့ကိစ္စရေလည်းပေါ်လာတယ်။အဲ့လိုပေါ်လာတဲ့အခါကျတော့မင်းအောင်လှိုင်အသက်ခံမှုကိစ္စကလည်းဒီရမခကြတဲ့အချိန်မှာဒုတိယကြိမ်ပေါ်လာတာဖြစ်တယ်။ဟုတ်ပါနော်။သူ့ရှင်းမှရမယ်ဆိုတဲ့အသိစိတ်က ဒုတိယအကြိမ်ဖြစ်တယ်အခုနောက်ထပ်တတိယအကြိမ်ထွက်လာလိမ့်မယ်တတိယအကြိမ်မြေမျိုးကိုတိုက်တဲ့အချိန်ဖြစ်မလားမန်းလေးကိုတိုက်တဲ့အချိန်ဖြစ်မလားမင်းအောင်လဲနောက်ထပ်ချကျွေးဦးမှာနောက်ထပ်ပြီးတော့ခေါင်းဆောင်မပီတာလည်းလုပ်ဒီတက်လုပ်လိမ့်မယ်အဲ့တတိယအကြိမ်မြောက်မင်းအောင်လည်းလုပ်ရပြီးတဲ့အချိန်မှာမင်းအောင်လည်းတက်ခါမှာပဲနော်မတည်သေးခြင်းဘူးကျွန်တော်တို့က နော်မသိသိခြင်းသူ့ကိုအရှင်ဖမ်းပြီးတော့မှနော်တရားလေးပညာပေးခြင်းတိုးတော်လည်းပဲအဲ့ထီအောင်နေမှာမဟုတ်အဲ့လက်ရှိနေသားကတော့အဲ့လိုရှိအဲ့တော့တစ်ခုကဒီနေ့လဲ post ဒီမှာဖတ်အဲ့တော့ဖြစ်နေကြီးတွေကတော့အများကြီးပေါ့ဗျာမကောင်းတာတွေမကောင်းတဲ့ကိစ္စတွေကအများကြီးပဲဟာလက်နဲ့ကြိုက်ဖွဲ့စည်းတွေကရိုင်းများတယ် လားတိုင်းနာအချင်းချင်းနှိမ့်နိုင်လို့ရမှာမဟုတ်ဘူးဟလားသူ့လူမျိုးဟလားခုနလိုပေါ့နော်ဟိုလာရှိုးကိုတီအန်လေးရအုပ်ချုပ်လို့လက်ခံမှာမဟုတ်ဘူးဟာဟို MNDA လက်ချုပ်အုပ်ချုပ်လက်ခံမှာမဟုတ်ဘူးမူဆယ်ဘက်မှာကချင်နဲ့ခုနဟိုတီအန်လေးနဲ့ပြဿနာတွေရှိတယ်ဟလားချင်းနဲ့ဟိုရခိုင်နဲ့ပြဿနာတွေရှိတယ်အမျိုးမျိုးစဉ်းစားပြီးတော့မျိုးပြောကြတယ်ဘာဖြစ်မလဲညာဖြစ်မလဲမျိုးပြောကြတယ်စိတ်ချအစိုးကြီးလုံးဝမဖြစ်ဘူးနော်လုံးဝအစိုးကြီးမဖြစ်ဘူး နောက်တစ်ခုကမနေ့ကကျွန်တော် post ကိုတင်တယ်အဲ့ဒါဘာလို့တင်လာလဲဆိုအမေစုနဲ့ပတ်သက်တယ်ဘာလို့ post တင်လဲလဲဆိုတော့ဆက်ကဆက်ကအမေစုကိုသူတို့တွားတွားဆွေးနွေးရဆွေးနွေးလို့မရတဲ့အခါကြတော့ KNU ကခေါင်းဆောင်ကိုတွားပြီးဆွေးနွေးခိုင်းမယ်လို့စိတ်ကူးတာနော်ဆွေးနွေးခိုင်းဖို့ပြောတယ်လို့ပြောတယ်အဲ့တော့တွားဆွေးနွေးလို့မရဘူးအမေစုကတော်လန်ရေးမှာဘာမှအရာမရောက်တော့ဟုတ်ပြီနော်သူကကဘာတစ်ဖက်ပဲကြံခဲ့ပြီ ဒီကိစ္စကိုအမေစုကဝင်ပက်တဲ့အမေစုညံ့တာပဲဒီဒေါ်လာရင်းနဲ့အမေစုကတခြားစီဖြစ်သွားပြီဒီဒေါ်လာရင်းကိုဘယ်သူမှဝင်ပြီးဆက်ဖက်လို့မရဘူးเนาะအမေရိကန်ရောတရုတ်ရောရုရှားရောအိန္ဒိယရော UN ရောအာဆီယံရောเนาะအမေစုရောဒီဒေါ်လာရင်းဝင်ပြီးချဲလဲလို့မရဘူးအမေစုဝင်ပါကြည့်အမေစုမှားပါပြီ လက်ရှိဂုံတက်ကကုံသွားမှာဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်ကအဲ့ဒါကိုတွေးလို့အဲ့လိုရေးတာချစ်ပြီးစွန့်သွားတဲ့အမေကိုစွန့်ပြီးချစ်သွားအမေစုကတကယ်ချစ်ဖို့ကောင်းတယ်ကျွန်တော်လည်းအမေစုကိုချစ်တယ်အမေစုပေလို့လည်းမဖြစ်သေးဘူးအမေစုအသက်ရှင်မှဖြစ်မှာအဲ့တော့တေချာနားလေတေချာနာကအမေစုပြီးတော်လိုက်ရင်မှဘာမှမတတ်နိုင်ဘူး तू ပတ်သက်လို့ကိုမရဘူးဘာကြောင့်လဲ तू ကငင်းချမ်းစွာဖြည့်ရှင်ရင်ချမ်းစီကြီးကိုတွားလိုက် ဒါကတနက်ကင်ပြီးတော့နော်အာနာကိုပြန်လူယူတဲ့လုပ်ငန်းတခြားစီဝင်းနာနဲ့သူမှားသွားပြီဒါကြောင့်ဒီကြော်လိုင်းရဲ့အမေစုနဲ့ဘာမှမဆိုင်